့ရဲ့သမီးရဲ့အဖေပေါ့နော်အရင်ကိုနဲ့အမျိုးတော်ခဲ့တဲ့လူတယောက်ကနေပြီးတော့မှဒီလိုမျိုးမီဒီယာပေါ်အထိတက်ပြီးတော့မှဒီဘာသာကြီးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အခါကျတော့အရင်တိလာဆိုတော့မဟုတ်လို့ရှိရင်အမားတို့ခရစ်ယာန်တွေကပဲအများအားလူတွေကိုဆွဲပြီးတော့မှသွင်းနေတယ်လို့လို့ဘာလို့လို့တွေပြောကြလုံးလို့ပါအလုံးမဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့ဘိုင်းမုံပါနော်ဖြစ်နေတယ်နော် ရုပ်ဆောင်မုံတိုင်းနဲ့အစိုးရချမ်းချမ်းတို့ရဲ့နော်မိသားစုကိစ္စလေးပဲဖြစ်ပါတယ်ချင်းသူ့မိသားစုကနော်ဘာဖြစ်လို့ပွဲဖြစ်နေတာလဲဆိုတော့နော်ချမ်းချမ်းကနော်သူ့ရဲ့သမီးလေးကိုနော်ခရီးရန်ဘာသာဝင်တဲ့ကိုတွင်းလိုက်တယ်တဲ့ချင်းဒါကနော်ဖခင်ဖြစ်သူကမပြောလို့ဆိုပြီးတော့ဖခင်ဖြစ်သူကနော်ဒေါရတွေထွက်ပြီးလိုင်းပေါ်မှာတင်ပြီးတော့ပြောဆိုနေတာရှင့်ဒီလိုပြောဆိုနေတဲ့ပတ်သက်ပြီးတော့ရဲ့သမီးလေးကိုနော်ဘာကြောင့်ခရီးရန်ဘာသာတွင်းလိုက်လဲဆိုတဲ့အကြောင်းကိုပြပြလာတဲ့ view file လေးပဲဖြစ်ပါတယ်ရှင်အားလုံးလည်းသိရအောင်လို့နော်ပြန်လည်ဝင်ပြနိုင်ခြင်းဖြစ်ပါတယ်ရှင်အကြောင်းအရာပြည့်စုံလေးကို view file ထဲမှာပါတယ်ရှင် ညီမနဲ့တူတူဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။လိုက်တဲ့ဒီဘာသာရေးပုံလေးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုပေါ့ထင်မြင်ချက်တွေပေးကြတာတွေဆဲဆိုကြတာတွေဟိုကိုယ့်အမြင်သူ့အမြင်ပေါ့နော်ဝေဖန်တိုက်ခိုက်ကြတာတွေပေါ့နော်အဲပြောကြတယ်ဒါပေမဲ့အမဘာမှပြန်မပြောဘူးဒါပေမဲ့အဲ့လိုပေါ့နော်ဒီကိုရဲ့သမီးရဲ့အဖေပေါ့နော်အရင်ကိုနဲ့အမျိုးတော်ခဲ့တဲ့လူတယောက်ကနေပြီးတော့မှဒီလိုမျိုး မီဒီယာပေါ်ထိတက်ပြီးတော့မှဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အခါကျတော့အဲ့တော့အမားတို့မုံတဲ့အခန်းနဲ့ဒီလိုမျိုးသတင်းထွက်လာပြီးဆိုရင်လူတွေကတိုက်ခိုက်ချင်ကြတာပြောချင်ကြတာလေဒါပေမဲ့အမားကိုပြောရင်ဘာမှမဖြစ်ဘူးဒါပေမဲ့ဒါအမားရဲ့အဖေတွေအမားရဲ့တာသမီးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမားရဲ့မွေးအဖေပေါ့မွေးအဖေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးတွေဟိုဆော်ကားလာတဲ့အတွက်ကြောင့်အမားကဒီဟာလေးကိုသူ့ကိုပြန်ပြီးတော့လည်းပြောပြချင်တာရဲ့ဒီဘာသာရေးနဲ့ပတ်သက်လို့ဘယ်လိုတွေဘယ်သူကဟို ဘယ်လိုပြောမလဲအနှိမ်ခံရပြီဖိနှိမ်ခံရလဲဆိုတာကိုလူတွေကမသိဘူးလူတွေကအမြင်ကိုပဲပြောချတာသူတို့အပေါ်ယံကိုပဲပြောတာဒါပေမဲ့ကိုကအရင်အိမ်တော်နဲ့ပေါင်းခဲ့ပြီးတော့မှဒီတမီးရခဲ့တာဆိုတဲ့အခါကျတော့ဒီအရင်အိမ်တော်နဲ့ပတ်သက်လို့ဘာသာရေးနဲ့ပတ်သက်လို့ဘသူကဘလောက်ထိလှုပ်ပေးခဲ့ပြီးတော့ဘသူကပို့ပြီးတော့မှဘာသာရေးအတွက်ကိုလှမ်းဖို့ပေးခဲ့လဲဆိုတာကိုမသိဘဲနဲ့ပြောနေကြတဲ့လူတွေကိုပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့အိမ်တော်တို့ခုမှာ ဘာသာကြားနှစ်ယောက်လက်ထပ်တဲ့အခါမှာပြဿနာတွေအများကြီးရှိတယ်။အဲ့ဒါလူတွေကတော့အမြင်မှာတော့မင်္ဂလာပွဲတစ်ခုပြီးသွားရင်ပြီးသွားပြီဆိုပြီးမြင်ကြတာပေါ့နော်။ဆိုတော့ဘာသာတိုင်းဘာသာတိုင်းမှာဟိုဘယ်လိုပြောမလဲ။ဟုတ်တယ်အမားတော့မရှင်းပြချင်ဘူးကွာ။အခုကအမားဖေကိုပါထည့်ပြီးဆိုကားစီလာလို့စတီဗင်ရေသူ့ရဲ့အင်တာဗျူးမှာဒီလိုဟာမျိုးဆိုတာကအိမ်မှာပဲကိုပတ်တာကိုလေ ကိုတိချင်လို့ရှိရင် message ရိုက်ပြီးတော့မေးလိုက်ပေါ့နော်အဲအဲ့လိုမျိုးပြီးတော့သူလည်းမသိတာလည်းမဟုတ်ဘူးကွာတိတာသမီးလည်းဖျားဆောင်နေသွားနေတယ်ပို့ချလည်းအမအမြဲတမ်းတင်နေပြီးတော့သူဖုန်းဆက်တာလည်းဟဲ့သမီးဖျားဆောင်သွားနေတယ်တိရမလားအဲ့လိုမျိုးတွေအမဖြေပြီးတယ်ပေါ့နော်အခုကကြတော့အမအဖေကပါလာပြီးစော်ကားလာတဲ့ခါကျတော့သူကတော့ interview ထဲမှာဖြေလိုက်တာပဲအမတို့ကပဲဟိုဟိုခလေးကိုငငယ်လေးထဲကဒီလိုမျိုးပေါ့နော်ဆွဲနေရဆိုတဲ့ဟာမျိုးလေးတွေကြတော့ကွာမကောင်တိရမလားငငယ်ရဆိုလို့ရှိရင်လည်းလာအောင်မယ်အမတို့ကပဲမှန်နေလို့ပြပြော ငိမ့်ခံလိုက်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲခုတော်မှကြည့်ပါလားလူဝင်ဆဲကြတာလေတွေ့ရမလားအဲဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဘာသာရေးနဲ့ပတ်သက်လို့ကတော့ဟိုလွတ်လပ်ခွင့်ဆိုတာလူတိုင်းမှာရှိတာပေါ့နော်ဆိုတဲ့ခါကျတော့ဆုံးဖြတ်တာလေအမသမီးကသူ့အတူဆုံးဖြတ်တာအဲ့ဒီတော့ဒီအကြောင်းကြီးကိုမသိဘဲနဲ့အမကပြောနေကြတဲ့လူတွေအမပြဿနာလဲ မဖြစ်ဘူးအမဘာမှလည်းမဖြစ်ဘူးလက်လူရှုလက်လူရှုထားတယ် neglect လုပ်ထားတယ်ဒါပေမဲ့သူကိုယ်တိုင်ကလာပြီးတော့မှအခုလိုမျိုးပြောလာတဲ့အတွက်ကြောင့်အမကပြောချင်တာပေါ့နော်အော်သူကြားထဲတည်တဲ့ပုံစံမျိုးပေါ့သူသိချင်လို့ရှိရင်သူအမကိုမေးလို့ရတယ်လေသူပြောသလိုပဲအမနဲ့သူနဲ့ကြားထဲမှာသမီးနဲ့ပတ်သက်လို့အမခွင့်ပြုထားတာတခုရှိတယ်သူနဲ့အမနဲ့အိမ်တော်ကွဲပေမဲ့အမဒီသမီးသူ့ဖေနဲ့ဆက်သွယ်လို့ရအောင်လို့အမရဲ့ဖုန်းဒီ messenger အမြဲဖွင့်ပေးထားတယ်အခုလက်ရှိပေါင်းနေတဲ့ယောက်ျားကိုလည်းအမျိုးသားကိုလည်းအမပြောထားတယ် အဲသူ့အဖေကသူ့သမီးအတွက်လိုတာရှိလို့ရှင်မင်းသားမျက်နှာသူ့သမီးနဲ့ဖုန်းပြောတာမျိုးအတွက်ငါခွင့်ပြုထားတယ်ငါ့ရဲ့ messenger ကိုသူ့ပေးသုံးထားတယ်ဒီမှာ73နှစ်မပြည့်မချင်းဖုန်းသုံးခွင့်မရှိဘူးအဲ့အတွက်ကြောင့်အမတို့သမီးကိုဖုန်းပေးမကင်နဲ့အဲ့အတွက်ကြောင့်သူ့ဒီ messenger တဆင့်ပဲအမစီက messenger ကနေပဲတဆင့်သမီးကိုပြောရတယ်ပေါ့နော်အခုကအမအမလို့ပြောနေကြလိမ့်မယ်ရှင်ပြချင်တာဘာလဲဆိုတော့အမနဲ့သူနဲ့အိမ်တော်မပြုတ်ခင်ကတည်းက သူအအမကိုခရစ်ယာန်မှလည်းတည်တယ်အမလည်းသူဗုဒ္ဓဘာသာမှန်းတည်တယ်အမအဖေမိဒီဆိုတာကလည်းဘာသာကွဲချင်းချင်းယူထားတာအမမိဒီဗုဒ္ဓဘာသာအဲ့ဒီတော့အမဘာသာရေးနဲ့ပတ်သက်လို့ဘာမှပြဿနာကိုမရှိတာဒါပေမဲ့တကယ်တမ်းအိမ်ဆောင်ပြုတဲ့အခါမှာပြဿနာရှိတာကသူကသူ့ဘက်ကနေပြီးတော့အမကိုပြဿနာစားရတယ်အများကြီးပဲနော်အမအိမ်ကိုဖုန်ကြီးတွေလာတယ်ဟလာကိုပွဲမှာစုံရင်းနဲ့မှဖုန်ဖုန်ကြီးကျမကတော့ဒီဟို ဟို Bible နဲ့ပတ်သက်လို့တိတ်ပြီးတိတ်တိတ်ချာချာလေးမသိဘူးအဲ့ဒါကြောင့် Bible ဖတ်ဖတ်တာလေးရှင်းပြပေးပါဆိုပြောတဲ့အတွက်ကြောင့်ဖုန်းကြီးနဲ့ပွဲမှာခင်သွားတဲ့အတွက်ကြောင့်ပုံပုံကအိမ်ကိုလာပြီးတော့မှ ဒီပါစပါတော့စတန်ဖတ်ဆရာကနေပြီးတော့လာတင်ပေးဖို့အတွက်အေယူလာတဲ့ခါကျတော့လေဖုန်းကြီးကိုဆော်ကားမော်ကပြောပြီးပြန်လှုပ်လိုက်တယ်စိန်ခေါ်တယ်ဖုန်းကြီးကိုဟိုလေငါလဲဗုဒ္ဓဘာသာကြားငါဖြည့်ရှင်းမယ်မင်းရောမင်းရဲ့ခရစ်ယာန်နဲ့ပတ်သက်လို့ချက်ချာနန်းလာချက်လက်ချက်လက်ဖြည့်ရှင်းနိုင်သလားဆိုပြီးတော့ဖုန်းကြီးကိုတခါတည်းစကားကိုပိတ်ပြောပြီးတော့မောင်းထုတ်လိုက်တယ်ဒါမျိုးတွေကဘယ်သူမှမသိတဲ့အချက်တွေเนาะအမဆိုလို့ရှိရင်ဘယ်လောက်ထိဟိုဘာသာရေးလက်ခွင့်ပေးသလဲဆိုလို့ရှိလို့ရှိရင် ဒီအမျိုးသားနဲ့ပတ်သက်လို့သူဖျားတယ်ခြင်းနဲ့ဟဲ့လား तू ကဟိုဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ယောက်ျားတယောက်ကဖျားတယ်တယ်ဆိုလို့ရှိရင်ဖုံးကံမြင့်နေဆိုတဲ့ဟာမျိုးသူ့ဘဝမှာဖျားတယ်ဘူးခြင်းနဲ့ပြောလို့အမနေမှာမရရအောင်ပတ်ဆံကိုရာချီကုန်ခံပြီးတော့မှဖျားတယ်ပေးခဲ့တယ်တကယ်တမ်းဆိုအမကဗုဒ္ဓဘာသာမဟုတ်ပါခရစ်ယာန်မှာဒါပေမဲ့လူတရားရဲ့စိတ်ကိုဘယ်လောက်ထိအလေးထားလဲလူတရားကိုဘယ်လောက်ထိဘာသာရေးကိုလက်လက်ခွင့်ပေးထားလဲဆိုတာကိုအမပြောပြတာနော်မဟုတ်လို့ရှိရင်အမတို့ခရစ်ယာန်တွေကပဲအငြင်းလူတွေကိုဆွဲပြီးတော့မှသွင်းနေသလိုလိုဘာလိုလိုတွေပြောချလုံးလို့ပါသူ့ ကြော်ပြီးတော့မှဘာသာလဲတွတ်သွင်းနေဆိုတဲ့ပုံစံမျိုးပေါ့အင်တာဗျူးမှာဖြေတယ်တကယ်လားဆိုလို့ရှိလို့ရှိရင်သူနဲ့တမီးနဲ့အမဆက်သွယ်ဖို့တော့ခွင့်ပြုထားတာတွေကကြားလာပြီကွာဒီရောက်ခရေက ဒီရက်ခရက်ခွင့်ပြုထားတာတမီးဖုန်းပြောတယ်သူနဲ့အမဘယ်တော့မှသူတို့နာမှာမနေဘူးဖုန်းပြောတဲ့အတိုင်းအမဘာသာအမဟင်းချက်ဆရာရှိချက်တယ်မိဘတက်စာကြီးတိုက်တယ်သူနဲ့တမီးနဲ့ကြားထဲမှာဆက်တွေ့ပြီးပြောတဲ့စကားအမတစ်ခုမှလည်းမကြားချင်ဘူးတိလည်းမတိချင်ဘူးတမီးကသူ့အဖေကိုဘာပြောလဲဆိုလည်းအမမတိချင်ဘူးသူနဲ့တမီးနဲ့ကြားထဲမှာသူကသူရှိပြီးသားအဲ့တော့ဒီဖုန်းဖွင့်ထားပေးခြင်းကသူနဲ့တမီးနဲ့ဆက်တွေ့ဖို့ပဲအမမအိမ်အောင်ရှိတယ်အမမဆေးရှိရတယ်နောက်အိမ်အောင်ပြုထားတယ်နောက်အိမ်အောင်ရဲ့ယုံကြည်မှုနောက်အိမ်အောင်ရဲ့ တစ္ဆာနောက်အိမ်မှာပေါ်မှာတစ္ဆာရှိမှုဆိုတော့အမထားကိုထားရမယ်အလကားနေနဲ့ဖုန်းနဲ့ပြောနေအောင်လိုက်ပြီးဝင်ပြောနေပြီးတော့လိုက်ပြီးတော့မှစာတွေပို့ပြီးတော့လိုက်ပြီးသတင်းပေးနေရအောင်လို့လေအဲ့လောက်ထိအမကတာဝန်မလိုအပ်ဘူးကွာအဲ့ဒါသူပြောလို့သူ့အမ respect မပေးဘူးပေါ့ဟိုတမီးနဲ့ပတ်သက်လို့သူ့ကိုပြောရမယ့်ဟာဒီမှာအမကပြောဖို့ပြောရမယ့်ဟာဒီမှာပေါ့နော်သူ့ကို respect ပေးပြီးမပြောဘူးလို့သူပြောတယ်။ respect ဆိုတာကသူနဲ့အမနဲ့ယူထားတဲ့အချိန်တုန်းက ဟိုပြောတင်ပြောရတဲ့ဟာတွေအတိပေးတဲ့နေဟာတွေကတရေးချင်တဲ့ respect ကတော့ပေးရမှာပေါ့ယူထားလို့ရှိရင်ပေါင်းနေစေဆိုလို့ရှိရင်တော့လေအဲယောက်ျားကြီးဒီလိုတော့တမီးရရှိတယ်ဆိုပြီးပြောနေရမှာပေါ့အခုဟာအမနဲ့သူတို့ကလည်းကွဲသွားပြီကွာပြီးတော့ သမီးနဲ့ပတ်သက်လို့ပြောချင်တဲ့ဟာကိုလေသမီးစီကလည်းဓာတ်ရိုက်ကြားရအောင်လို့အမပြောရင်လည်းလိမ့်နေဖြစ်မှာဆိုလို့သမီးနဲ့ဖုန်းပြပေးခွင့်ကိုသူ့ကိုပေးထားပြီးသားပြီးတော့သမီးဖျားဆောင်တတ်တယ်နော်သမီးဟိုဟာလောက်တယ်ဟိုဗာလဲဖျားဆောင်ကခကြီးထွက်တယ်ဖျားဆောင်တတ်တယ်ဖျားဆောင်ကတင်းတန်းသွားတယ်အဲ့ဒါဒီအားလုံးလည်းနေ့စဉ်နဲ့အမမပို့စီတင်နေတာပဲအမအကြောင်းမသိရလို့မရှိဘူးအမတည်းသူဖုန်းခေါ်တဲ့အချိန်မှာသမီးမရှိဘူးဟုတ်တယ်သမီးဖျားဆောင်သွားနေတယ်ဟေ့သူပြောလိုက်တယ်အော်အေးအေးပြီးမှပြန်ခေါ်မယ်အရင်နေ့တုန်းကသူအေးစစ်စစ်ပဲကွာတိလာပြောချင်တာသူတိအမေစီမှာဘလို့လို့ဟို အမကဗုဒ္ဓဘာသာမဟုတ်တဲ့တော့ကြအမဗုဒ္ဓဘာသာအကြောင်းကိုလည်းသင်လို့မရဘူးဗုဒ္ဓဘာသာကြောင့်အမနားမလဲဘူးဘာသာမတူတဲ့လူတွေကပေါင်းလာတာဖြစ်တဲ့အတွက်ကြောင့်တမိမှာနှစ်ခုလုံးသိပိုင်ခွင့်ရှိတယ်ဒါပေမဲ့အခုသူအင်တာဗျူးမှာဖြေသွားတာနော်အမအဖေကတဲ့နော်ဘလောက်များပေါ့နော်ဘာသာရေးကိုတမိဦးနဲ့ပတ်သက်လို့သူ့မိကိုဆွဲတယ်လဲဆိုတာမျိုးပေါ့သူဖြေသွားတဲ့ပုံစံဟို ဘိုးတော်ကတဲ့ဟိုခလေးကပါပေါ့နော်အသက်က2နှစ်3နှစ်4နှစ်ပဲရှိသေးတယ်ပေါ့နော်သူကသူ့စီရလို့ရှိလို့ရှင်ရင်လည်းဘုရားသခင်အကြောင်းနေတင်နေပေါ့ပြောတယ်ပေါ့နော်ဘုရားစာတွေတင်ပြီးတယ်ဆိုတင်မှာပေါ့အမားတို့ဒီမွေးရပါမိယုဖလာခရစ်စတန်တွေဖြစ်ကြတယ်အဲ့တော့အမအေဘက်ကမိဘတွေကလည်းဟာလာခရစ်စတန်ဖြစ်တဲ့အတွက်ကြောင့်သူတို့ခရစ်စတန်လိုပဲတင်တတ်မှာပဲဟာလာစမ်းစာတွေဖတ်ပြပြီးရှင်းပြမယ်ဘုရားသခင်ကဘာလဲဆိုတာပြောပြမှာပေါ့ဒါကအမဖေကဘုရားကြောင့်မှာဘုရားလူကြီးဖြစ်တယ်ဘုရားစာဖတ်တဲ့စမ်းဖတ်တဲ့ဆရာဖြစ်တယ်ပြီးတော့ခလေးတို့စမ်းစာတင်ပြီးတဲ့ဆရာဆိုတဲ့အတွက်ကြောင့်သူလောက်တတ်တာသူလောက်တာပဲဒါကလူကြီးတယောက်အနေနဲ့သူ့ရဲ့ ဲ့မီးကိုကောင်းတဲ့ရာတင်ပေးတာလေသမီးရေခိုးပါတက်ပါလူတက်ပါလို့ဟိုလောက်ပြီးတော့တင်ပေးတာမှမဟုတ်တာအဲ့တော့လူဆိုတာကိုတည့်ရဲ့အရာကိုပဲတင်ပေးဟုတ်တယ်နော်အဲ့ဒါတော့မှန်တယ်နော်ဖေကကလေးတုံးနဲ့ရွယ်လေးနဲ့ရွယ်ကလေးတက်ကိုဆွဲရဲဆိုပြီးသူဖြေထားတဲ့အင်တာဗျူးမှာအမကြည့်လိုက်တဲ့ခါကျစိတ်မကားဗီဒီယိုလေးကတော့တေးဥဆောင်ဖုန်းတိုင်းနေနော်အစိုးတော်ချင်းချင်းတို့ရဲ့နော်ရခဲ့တဲ့သမီးလေးကိုနော်အစိုးတော်ချင်းချင်းကခရီးရန်ဘာသာဝင်ကိုနော်တွတ်သွင်းလိုက်လို့ဖခင်ဖြစ်သူကမကြည်နဲ့လို့နော်နိုင်မော့တင်ပြီးတော့နော်ပွဲရှာနေလို့အစိုးတော်ချင်းချင်းကဖြေရှင်းလာတာရှင့် ဘာသာမတူဘဲနဲ့နော်အိမ်တော်တစ်ခုပြုတာကမလွယ်ကူနေဘူးနော်ဘာပဲဖြစ်ဖြစ်နော်နားလည်မှုတွေအများကြီးနဲ့တိဆောက်ထားမှရတာရှိဘာသာမတူတဲ့နော်လူနှစ်ယောက်ကနော်အိမ်တော်တစ်ခုပြုတော့မယ်ဆိုရင်နော်နားလည်မှုနဲ့နော်တိဆောက်နိုင်မှရတာရှင်အလုံးလေးသိအောင်လို့နော်ဒီဗီဒီယိုလေးကိုပြန်လည်ဝင်မြန်လိုက်ရှင်ဖြစ်ပါတယ်ရှင်မြမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်